တရုတ်ဟာပြည်တွင်းခြေဆိုင်လေကြောင်းလိုင်းတွေအနေနဲ့ American Company Boeing ရဲ့လေယာဉ်တွေမှာယူတာကိုစိုင်းငံ့ထားဖို့ညွှန်ကြားတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ April 15ရက်နေ့မှာထွက်လာတဲ့အဲ့ဒီသတင်းဟာတရုတ်နဲ့ American ကြားကပိုတင်းမာလာတဲ့ကုန်သွယ်ရေးအပြိုင်မှုတွေအတွက်တရုတ်ကတုံ့ပြန်တဲ့အစီအမံတစ်ခုလို့လည်းယုံကြည်ရပါတယ်။တရုတ်အစိုးရကတော့ဒီကိစ္စအပေါ်အတိအလင်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ Trump ဟာတရုတ်ရဲ့သွင်းကုန်တွေအပေါ်အခွန်အလုံးအရင်မြှင့်တင်စီးကြက်ခဲ့ပြီး တရုတ်ကလည်းတံပြန်ရာကနေကမ္ဘာစီးပွားရေးအင်အားအတောင့်တင်းဆုံနိုင်ငံကြီးနှစ်ခုကြားမှာကုန်သွယ်ရေးစစ်ပွဲမျိုးဖြစ်ပေါ်လာခဲ့တာပါတရုတ်ကဘိုးအင်းလေယာဉ်တွေဝယ်ယူမှုကိုရပ်တန့်ဖို့ပြည်တွင်းမှာရှိတဲ့လေကြောင်းလိုင်းတွေကိုညွှန်ကြားထားတဲ့ဆိုတဲ့အကြောင်း Bloomberg သတင်းဌာနက April 15ရက်နေ့မှာစတင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်တရုတ်နိုင်ငံသား၏ဝန်ကြီးဌာနနှင့်ဘိုးအင်းကုမ္ပဏီတို့ကတော့ဒီကိစ္စအပေါ်လက်တလောတုံ့ပြန်တာမရှိသေးပါဘူး Bloomberg ရဲ့အဆိုအရ Boeing စီကလေယာဉ်တွေနဲ့တခြားကုန်ကျစရိတ်များပြားတဲ့ပစ္စည်းတွေဝယ်ယူတာမှန်သမျှကိုအကူအညီတွေပေးတော့မှာမဟုတ်တဲ့သဘောမျိုးအသိပေးထားကြောင်းသိရပါတယ်ရှင်။